မင်္ဂလာပါရှင်ကျမတော်ငူခတ်တာပါ DVU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်အာနာသိန်းစစ်တပ်ကတန်းမျိုးသားလူမျိုးရေးတပ်မတော် TNL ထိချုပ်ထားတဲ့မြို့တွေကိုအော်တိုဘာလ1ရက်နေ့ကနေ6ရက်နေ့အတွင်းလေကြောင်းတိုက်ခိုက်မှု14ကြိမ်ပြုလုပ်ခဲ့တယ်လို့ TNL ကအော်တိုဘာလ16ရက်နေ့မှာထုတ်ပြန်ပါတယ် အဲ့လေကြောင့်တိုက်ခတ်မှုတွေကြောင့်ပြည်သူ28ယောက်တိစုံခဲ့ပြီး35ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီတိစုံဒဏ်ရာရရှိသူတွေထဲမှာအသက်73နှစ်အောက်ကလေးတွေလည်းပါဝင်တယ်လို့သိရပါတယ်။စစ်ကောင်စီဟာမြေပြင်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနံမတူမန်တုံတီဘောမိုင်းလုံးမိုင်းကော့မိုးကုတ်မိုးမိတ်စတဲ့မြို့နယ်တွေအတွင်းကအရသာပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိလေကြောင်းနဲ့ဥတီတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင်ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်အမြတ်တန်ဖိုးထားတဲ့သတင်းကြိုလာပြင်းနေမှာလည်းအများပြည်သူကုသိုလ်ကောင်းမှုပြုလုပ်တဲ့ဘုံကြီးချောင်းကိုလေချောင်းကနေဖုံးကျဲတိုက်ခိုက်ခဲ့တာဟာလူမျိုးတုံးတက်ဖြတ်မှုဆေးရဆွဲမှုကိုပေါ်ပေါ်ထင်ထင်ကျွလွနေတာဖြစ်တယ်လို့ TNL ရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။ 2025ခုနှစ်မှာစက်တင်ဘာလအတွင်းကလည်း TNL ထိန်းချုပ်ထားတဲ့ဒေသကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ18ကြိမ်အထိပြုလုပ်ခဲ့ပြီးတိဆုံးသူ2ယောက်ထိခိုက်ဒဏ်ရာရှိသူ9ယောက်နဲ့နေအိမ်တွေစာတင်ကျောင်းတွေဖုန်ကြီးကျောင်းတွေဌာနဆိုင်ရာရုံးတွေထိခိုက်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအပါအဝင်မြန်မာနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ဘလို့ဥပဒေမျိုးနဲ့မှအကိုက်ညီမှုမရှိဘူးလို့မြန်မာနိုင်ငံရှိနေများကောင်စီကထုတ်ပြန်ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံရှိနေများကောင်စီကအောက်တိုဘာလ15ရက်နေ့ကအခုလိုထုတ်ပြန်ခဲ့တာဖြစ်ပြီးထုတ်ပြန်ချက်မှာတော့စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုမဲအများဆုံးရသူအနိုင်ယူစနစ် FPTP နဲ့အချိုးကျကိုစားပြုစနစ် PR ဆိုတဲ့စနစ်နှမျိုးနဲ့ရောနှောကျင်းပတာဟာသူတို့ကိုယ်တိုင်လေးစားလိုက်နာတယ်ဆိုတဲ့2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့သဘောတရားကိုပြည့်ရင်းစေတယ်လို့ဖော်ပြထားပါတယ်။ဒါပြင်ရွေးကောက်ပွဲရဲ့ပထမပိုင်းကျင်းပမဲ့ရက်ကိုသာကြေညာထားပြီးဒုတိယပိုင်းတတိယပိုင်းစသဖြင့် အခြားပိုင်းလိုက်ကျင်းပမယ့်ရက်တွေကိုတော့ကြီးညာထားခြင်းမရှိဘဲရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက်လွတ်လပ်မှုတရားမျှတမှုနဲ့အာဂရိကင်းမှုတို့မရှိကြောင်းပေါ်လွင်တယ်လို့လည်းထုတ်ပြန်ချက်ကဆိုထားပါဗျ။ဒီချက်တွေကြောင့်စစ်ကောင်မရှိရင်အုပ်ချုပ်မှုအောက်ကနေကျင်းပမယ့်ရွေးကောက်ပွဲဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်မြန်မာနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ဘယ်ဥပဒေမျိုးနဲ့မှကိုက်ညီခြင်းမရှိကြောင်းမြန်မာနိုင်ငံရှိနေများကောင်စီကတုံ့သက်ထုတ်ပြန်ထားပါတယ်ရှင်။ မွန်ပြည်နယ်မော်လမြိုင်မြို့မြင်းနီကုန်းရက်ကွက်ကနှစ်ရီရင်းစာတင်တိုင်းအနီးမှာရှိတဲ့ကျူးကျော်နေရင်တွေကိုအော်တိုဘားလ15ရက်နေ့မှာလာရောက်ဖျက်ဆီးခဲ့တဲ့စစ်ကောင်စီပူးပေါင်းအဖွဲ့ကိုမှတ်တမ်းတပ်ပုံရိုက်ခဲ့တဲ့မပါတာဆရာတော်တပါဖမ်းဆီးခံခဲ့ရတယ်လို့မျိုးချစ်တမကတန်ကာရော်ရီစီကသိရပါဗျ။ဖန်စီခံရတဲ့ဆရာတော်ဟာစစ်တပ်ထောက်ခံတဲ့နေရည်ရင်းစာတင်တိုက်ចောင်းထိုင်ဆရာတော်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား90ထက်မနည်းကြောင်းတိုက်မှာတက်ဆွဲထားပြီးစီအာတော်ကိုကြောင်းတိုက်အတွင်ဖမ်းဆီးချုံနောင်ထားကစစ်ဆေးနေတယ်လို့မြို့ကန်တွေစီကသိရပါဗျာ။ မော်လမြိုင်ပူရာကြီးအနီးမှာရှိတဲ့လူနေအလုံး20ကျော်ကိုကျူးကျော်နေလို့ဆိုကစစ်ကောင်စီလက်အောက်ခံတွေကအော်တိုဘားလ15ရက်နေ့မနက်9နာရီအချိန်လောက်မှာဝင်ရောက်ဖျက်ဆီးခဲ့ကြတာလို့သိရပါဗျ။ဓာတ်ပုံနဲ့ဗီဒီယိုရိုက်ကူးနေတဲ့အချိန် KI အောက်ချုပ်ရေးမှူးကချက်ချင်းလက်ထိတ်ခတ်ဖမ်းဆီးဖို့အမိန့်ပေးခဲ့တဲ့အပေါ်အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက်မျိုးချစ်သမဂ္ဂအဖွဲ့အစီအရတော့အရှင်သူစိတ်တာကသူ့ရဲ့လူမှုကွန်ရက် TikTok အကောင့်ကနေထုတ်ဖော်ပြောဆိုထားပါတယ်ရှင်။ မန္တလေးတိုင်းမိုးကုံးမြို့နယ်ဖြူရောင်ကျေးရွာအုပ်စုကအထက်ညာကုန်းကျေးရွာကိုစစ်ကောင်စီတပ်ကအော်တိုဘားလ16ရက်နေ့မနက်9နာရီဝန်းကျင်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့မိုးကုံးမြို့ကန်တွေစီကသိရပါဗျ။စစ်ကောင်စီတပ်ကမိုးကုံးမြို့အရှိပိုင်းနဲ့ကြောင်မဲနောင်ချိုလမ်းပိုင်းမှာရှိတဲ့အထက်ညာကုန်းကျေးရွာကကြက်ချံအဟောင်းထဲကိုဘုံကျဲချခဲ့တာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူတွေရဲ့အခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဆိုပါဗျ။ မိုးကုံမြို့နယ်45မိနစ်လောက်ဝေးတဲ့နေရာကရွာကိုကျဲသွားတာဖြစ်ပြီးဘုံကျဲပြီးမှလင်းရင်တန်ကြားရတယ်လို့မိုးကုံမြို့အရှေ့ပိုင်းမှနေထိုင်သူတယောက်ကပြောပြပါရယ်ဘုံကျဲခံရတဲ့အထက်ညာကုန်းကျေးရွာဟာမိုးကုံမြို့နယ်45မိနစ်လောက်ဝေးတဲ့ကျေးရွာဖြစ်ပါရယ်အော်တိုဘားလ12ရက်နေ့ကလည်းစက်ကောင်စီတပ်ကမိုင်းလုံမြို့နယ်ကလက်ကြီးကျေးရွာကိုပေါင်250ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါရယ်ရှင် စကိုင်းတိုင်းမြောင်မြို့နယ်ကဆရကုန်းကြီးရွာကို အော်တိုဘာလ15ရက်နေ့ကစစ်တပ်ကကျဲချတိုက်ခိုက်ခဲ့တဲ့ဘုံဟာနိုင်ငံတကာမှာတားမြစ်ထားတဲ့ cluster ဘုံဖြစ်ပြီးမပေါက်ကွဲသေးတဲ့ဘုံသီးတွေကို ရှင်းလင်းနေကြရတယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါဗျ။လီတက်ကဇေယကုံးရွာကို cluster ဘုံကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အယက်သား၁၁ယောက်ဒဏ်ရာရရှိခဲ့ပြီး၂ယောက်ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်ကတာမန်ဖုံးကျဲတာမျိုးမဟုတ်ပဲပေါင်း300ကလစတာဖုံးကျဲခဲ့တဲ့အတွက်မပေါက်ကွဲသေးတဲ့ဖုံးသေးလေးတွေကိုလိုက်ကောက်ပြီးခွဲနေရတယ်လို့တော်လိုင်းရဲဘော်တယောက်က TV ကိုပြောပါရယ်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဇေယကုန်းရွာရဲ့စာတင်ကြောင်ဖျားကုန်းတွေနဲ့နေအိမ်တွေကိုကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်လူနေအိမ်တစ်လုံးနဲ့ဖျားတွေပျက်စီးခဲ့ရတယ်လို့သိရပါရယ် cluster ဘုံဟာဘုံတလုံးထဲမှာဘုံအသေးလေးတွေအများကြီးပါဝင်ပြီးဘုံကိုပြစ်လိုက်တာနဲ့အဲ့ဒီဘုံအသေးတွေကမြေပြင်ပေါ်မှာပြန့်နှံ့ပေါက်ကွဲတာမျိုးဖြစ်ပါတယ်။အဲ့ဒီ cluster ဘုံမှာပါပြီးမပေါက်ကွဲဘဲကျန်နေသေးတဲ့ဘုံအသေးလေးတွေဟာနောက်ပိုင်းမှာမြေမြုပ်မိုင်းလိုအနေရဖြစ်စေတတ်ပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းကပင်လောင်ဖေခုံနယ်စပ်မှာရှိတဲ့စစ်ပေးရှောင်တွေဟာအရေးပြားယောဂါနဲ့ချောင်းဆိုးရင်ကျက်ယောဂါတွေဖြစ်ပွားနေတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေစီကသိရပါဗျ။ စစ်ပေးဆောင်တွေဟာအော်တိုဘားလာပထမအပတ်ကတည်းကစုပြုံနေထိုင်နေကြရတဲ့အတွက်အရေပြားယောဂါနဲ့ချောင်းဆိုးရင်ကျက်ယောဂါတွေဟာမြန်မြန်ဆန်ဆန်ကူးစက်ပြီးဖြစ်ပွားနေကုန်တာလို့သိရပါဗျ။ယောဂါတွေပုံပြီးပြန့်လာတဲ့အတွက်ဆေးကုသတာတွေလိုအပ်နေပြီးမြေပြင်မှာရှိနေတဲ့ဆေးအဖွဲ့လည်းမနိုင်တော့ဘူးလို့စစ်ပေးဆောင်ရေကူညီပေးနေသူကပြောပြပါဗျ။ပင်လောင်းဖဲ့ကုန်းနေဆက်မှာစစ်ပေးဆောင်၄000ကျော်ရှိပြီးအရေပြားယောဂါဖြစ်ပွားသူ150ကျော်ရှိကအယောက်900ကျော်ဟာချောင်းဆိုးရင်ကျက်ဖြစ်နေတယ်လို့သိရပါဗျ။ လက်ရှိမှာဆေးဝါးအမိုးကာနဲ့စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေပြီးအရေးပြားယောဂါနဲ့ချောင်းဆိုးနေရာတွေလည်းဂရုမစိုက်နိုင်ကြတော့ဘူးလို့စစ်ဆောင်တယောက်ကပြောပါရယ်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်ကစစ်တောင်းထိုးပြီးတော်လန်ရေးအဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ကျေးရွာရှိရွာကဒေသခံ၄000ကျော်ဟာကင်းနီနေဆက်ကစစ်ဆောင်စခန်းတွေကိုထွက်ပြေးခိုလုံနေကြရတာဖြစ်ပါရယ်ရှင် မက်ခရိုရဲ့ဒုတိယမြောက်ဆိုင်သစ်ကိုတမိုင်းလန်းစုံအနီးမှာရှိတဲ့ခဝဲချံမှတ်တိုင်ရှိမှာဖွင့်လှစ်ခဲ့ပြီးလက်လီသုံးဆွဲသူတွေအပြင်ပြန်လည်ရောင်းချသူတွေပါလာရောက်ဝယ်ယူခဲ့ကြပြီးတိုးမပေါအောင်များပြားခဲ့ပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။အော်တိုဘားလ15ရက်နေ့မှာထိုင်းအခြေဆိုင်မက်ခရိုလုပ်ငန်းစုကဒုတိယမြောက်ဖွင့်လှစ်လိုက်တဲ့ခဝဲချံဆိုင်သစ်ဖွင့်ပွဲမှာလာရောက်ဝယ်ယူသူတွေတိတ်တိတ်တိုးများပြားခဲ့ပါတယ်။တွင်းကုန်ပစ္စည်းတွေတင်သွင်းမှုအပေါ်လိုင်စင်ကန့်သက်ထားတာကြောင့်မြန်မာပြည်တွင်းကုန်ပစ္စည်းလက်လီလက်ကစည်းကွက်မှာ ကုန်ပစ္စည်းပြည့်လက်မှုတွေကြုံတွေ့နေရချိန်မက်ခရိုကုန်တိုက်ဆိုင်ခွဲတစ်ဖွင့်လိုက်တာဖြစ်ပါတယ်။ပြည်ပဆိုင်တွေမှာကုန်ပစ္စည်းဝယ်ရခက်တဲ့အကြားထိုင်းအခြေဆိုင်မက်ခရိုကုန်တိုက်ကနေနိုင်ငံခြားပစ္စည်းတွေဈေးမမှန်တဲ့ရဖို့မျှော်လင့်တယ်လို့မြန်ကုန်မြို့နယ်ကနေဆိုင်မဖွင့်ခင်မနက်ပိုင်းမှာလာရောက်စောင့်ဆိုင်းဝယ်ယူသူတယောက်ကပြောပါတယ်။အော်ဒီကနေမီကျွန်တော်ဈေးတော်တော်နဲ့နေမီဟိုဟာနိုင်ငံခြားပစ္စည်းတွေများများရဖို့အတွက်ပေါ့ကျွန်တော်ဟိုဟာအများကြီးမျှော်လင့်တာပေါ့ဈေးဈေးနှုန်းလေးတွေ ဟိုဟာအမှန်နဲ့ပေါ့ဈေးနှုန်းအမှန်နဲ့ပစ္စည်းအမှန်တွေရဖို့မျှော်လင့်တာပေါ့အော်ကုန်ပစ္စည်းကတော့ဟိုဟာပုံမှန်အရင်ဟိုနေတော့တာပေါ့နော်ပစ္စည်းတွေကဝေရခက်တယ်အခုဆိုရင်တော့ဟိုဒီမှာဖွင့်လိုက်တော့နိုင်ငံခြားပစ္စည်းတွေပို့လို့ရတာပေါ့အဲ့လိုမျိုးနိုင်ငံခြားငွေစီးထွက်မှုကိုကန့်တတ်တဲ့အနေနဲ့ တရားဝင်တင်တွန်းလာတဲ့ကုန်ပစ္စည်းတွေအပြင်နေဆက်ကတင်တွန်းလာတဲ့ကုန်ပစ္စည်းတွေကိုပါစစ်ကော်မရှင်ကကန့်တက်ဖန်စီတာတွေကြောင့်ဖြန့်ချီရေးကုမ္ပဏီတွေမှာပစ္စည်းအချိန်မီမပေးပို့နိုင်တာတွေရှိလာပါတယ်။ဒါကြောင့်တဆင့်ပြန်လဲရောင်းချဖို့အတွက်မက်ခရိုမှာလက်လီတုံးဆွဲသူတွေအပြင်လက်လီပြန်ရောင်းချသူတွေပါအများပြားလာရောက်စုံဆိုင်ဝယ်ယူကြတာလည်းဖြစ်ပါတယ်။ကုမ္ပဏီကပစ္စည်းလာမချလို့ခွဲချံမက်ခရိုမှာပြည်တွင်းထုတ်မြပရင်နှုံမုံပရီးမီးယားကော်ဖီတွေကိုလာရောက်ဝယ်ယူတာဖြစ်တယ်လို့ ကြီးမြင့်တိုင်မြို့နယ်ကလက်လီအယောင်ဆိုင်ရှင်တယောက်ကပြောပါတယ်။ကိုမေရပစ္စည်းမရပစ္စည်းကိုမပေးတာမရတာအဲ့လိုအဲ့ဒါကြောင့်အဲ့ဒီကွန်တော့ဒီကပစ္စည်းတော့ရတာဈေးကတော့နည်းနည်းလေးတော့ကွာဟိုကိုမေရမပေးနိုင်တာဒီမှာရှိရင်တော့လာဝင်လို့ရတာလက်တော်ခဝဲချံမက်ခရိုမှာထိုင်းပစ္စည်းတွေချက်ပြည်တွင်းထုတ်ကုန်တွေကိုအသာပေးပြသထားပြီးလက်တော်ပစ္စည်းပြက်လက်နေတဲ့ထိုင်းနာမည်ကြီးမယောနစ်လိုစားကုန်တွေကတော့ရောင်းချနိုင်တာမရှိပါဘူး ထိုင်းအခြေစိုက်မက်ခရိုကုန်တိုက်ကုန်ပြီးခဲ့တဲ့2020ပြည့်နှစ်မှာပဇွန်တောင်ဆက်ဆန်းရှိစီးပွားကုတန်းပိုင်ကုန်တောင်တွေကိုပြုပြင်ပြီးပထမဆုံးအကြိမ်ဆက်တင်ဖွင့်လှစ်ခဲ့ပြီး9နှစ်အကြာမှာအင်းစင်ခွဲချံမတ်တိုင်အနီးရှိစက်မွန်တစ်ဝန်ကြီးဌာနပိုင်ဝင်းတူစာဆိုင်အဟောင်းနေရာကိုပြုပြင်ပြီးဒုတိယမြောက်ဆိုင်ခွဲကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ကျွန်မဟန္နာပါ ဂူချီကလိုဝီနဲ့လိုဝီဗေကုံအမှတ်တရစိတ်တွေဟာလက်လီလို့ဖို့ကိုင်ဘက်တွေကပြန်ရောက်မဲ့ဈေးနှုန်းတွေကိုပြင်ဆင်ပေးမှုအတွက်ဥရောပသမဂ္ဂရဲ့ယုံကြည်မှု ပြတ်မှုစောင့်ကြည့်ရေးအဖွဲ့ကစုစုပေါင်းယူရို158တန်းဒေါ်လာ182တန်းထိုင်ရိုက်တာကိုခံခဲ့ရပါတယ်။ဂူချီကိုပိုင်တဲ့ကယ်ရင်က တန်ငွေယူရို116.8တန်တန်ခလိုဝေက16.8တန်နဲ့လိုဝေဗေက18တန်အသီးသီးတန်ရိုက်ခံရပြီးဇိန်ခံပစ္စည်းအုပ်စုတွေအတွက်စီးမြင်စည်းကမ်းတွေတိုးလာနေတာကိုမီးမောင်းထုတ်ပြခဲ့ပါတယ်။အကြံပြုထားတဲ့လက်လီစင်းနှုံးတွေအမြင့်ဆုံးရှော့သေးတွေနဲ့အရောက်တက်သတ်မှတ်ထားတဲ့ကာလာတွေလိုကန့်သက်ချက်တွေကိုချမှတ်ခြင်းအပြင် fashion company ၃ခုဟာသူတို့ရဲ့လက်လျောင်းချသူတွေရဲ့စီးပွားဖြစ်ပြူဟာတွေကိုဝင်ရောက်ဆွတ်ဖက်ခဲ့တယ်လို့ဥရောပကော်မရှင်ကအော်တိုဘာလ၁၄ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီလေ့ကျင့်တွေဟာလက်လျောင်းချသူတွေအတွက်ရှင်ပြိုင်မှုကနေအမှတ်တရတွေရဲ့ကိုယ်ပိုင်အယောင်းလမ်းကြောင်းတွေကိုကာကွယ်ရင်းပြိုင်ဆိုင်မှုတွေရောကြစေပြီးဈေးနှုန်းလွတ်လပ်မှုကိုဆုံးရှုံးစေတယ်လို့ကော်မရှင်ကပြောခဲ့ပါတယ်ရှင်။ TVO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်